ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးစီးရီးသတင်းအနေဖြင့်ကမ်ဘလူးမြို့နယ်ဇာတိရွာသို့ရောက်ရှိနေသောအကျန်းဖက်စစ်ကောင်စီတပ်နှင့်ပြူစောတိအင်အားတရာကျော်တရက်ဖောက်ရွာမှအရှိတ်ဆက်ထွက်နေပြီးပြည်သူများသတိပြုရန်လိုအပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ ကမ်ဘလူးမြို့နယ်ဇာဒီရွာသို့ရောက်ရှိနေသောအကျန်းဖတ်စစ်ကောင်စီတပ်နှင့်ပြူစောထီအင်အားတရာကျော်တရက်ဖောက်ရွာမှရှေ့ဘက်ဆက်ထွက်နေပြီးပြည်သူများသတိပြုရန်လိုအပ်ကြောင်းသိရပါသည်။ဇွန်လ29ရက်မနက်9:40မိနစ်အချိန်တွင်ကမ်ဘလူးမြို့နယ်ဇာဒီရွာသို့ရောက်ရှိနေသောအကျန်းဖတ်စစ်ကောင်စီတပ်နှင့်ပြူစောထီအင်အားတရာကျော်သည်ယမန်နေ့စစ်ကောင်စီအထိုင်စခန်းမှာပြူအင်အား30ရိုးနှင့်ပေါင်းကာစုစုပေါင်း150ခန့်တရက်ဖောက်ရွာမှအရှိတ်ဘတ်သို့ဆက်ထွက်နေကြောင်းသတင်းရရှိတယ်လို့ ကျွန်းလာကံဘလူတက်ကြွလှူရှားသူများအဖွဲ့ကံဘလူခရိုင်ကအတီးပြုတ်ထားပါတယ်။ဇွန်လ23ရက်မှ25ရက်နေ့အထိကံဘလူမြို့နယ်ဇီးကုန်းတိုက်နယ်အတွင်းရှိကြီးရွာများအားစစ်ကောင်စီတပ်နှင့်ပြူစောတိစုပေါင်းအင်အားတရာခန့်မှအကြမ်းဖက်စစ်ကြောင်းထိုးဝင်ရောက်ကာပြည်သူပိုင်နေအိမ်များမိရှို့ဖျက်ဆီးပြီးစွန့်အပ်ပြည်သူတို့အပါအဝင်အပြစ်မဲ့ပြည်သူ၉ဦးကိုညှဉ်းပန်းနှိပ်စက်၍လဲလှီးတပ်ဖြတ်ခဲ့ပါတယ်။ဖမ်းဆီးတပ်ဖြတ်ခံရသည့်ပြည်သူများမှာ တပြေးသားရွာမှဥလိုင်းစာစာစွန့်အ90နှစ်ဥအောင်နိုင်45နှစ်ဥတယုတ်ကြီး45နှစ်ကိုမျိုးထက်34နှစ်ဖိုကုံးရွာမှဥဝင်း53နှစ်ဥချစ်ဝင်း60နှစ်နှင့်ကျောင်းကုန်းကျေးရွာမှကိုသိန်းတို38နှစ်ဥမြင့်မောင်45နှစ်နှင့်ဥမျိုးဆန်း45နှစ်တို့ဖြစ်ကြပြီးတော်တော်များများမှာလက်ပြန်ကျိုးတုပ်၍ညှဉ်းပန်းနှိပ်စက်တက်ဖြတ်ခံခဲ့ရပြီးပြည်သူတို့ဦးမှာမီးရှို့တက်ဖြတ်ခံခဲ့ရပါတယ်ခင်ဗျာ ဒုတိယသတင်းအနေဖြင့်မိုးကုံမျိုးကဓမြအဖွဲ့ကိုတအောင်ရဲတပ်ဖွဲ့ဖမ်းဆီးရမှာပြစ်ခတ်မှုတွေဖြစ်ပြီးဓမြနှစ်ဦးသေဆုံးကနှစ်ဦးကိုလက်နက်တွေနဲ့အတူဖမ်းမိတဲ့သတင်းကိုတင်ပြပေးပါမယ်။တအောင်ပြည်တပ်မဟာလေးနယ်မြေဖြစ်တဲ့မိုးကုံမျိုးကဓမြအဖွဲ့ကိုတအောင်ရဲတပ်ဖွဲ့ဖမ်းဆီးရမှာပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးဓမြနှစ်ဦးသေဆုံးကနှစ်ဦးကိုလက်နက်တွေနဲ့အတူဖမ်းမိခဲ့တယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။မိုးကုံမျိုး အရှိပိုင်းရေလဲကျွန်းအနီးမှာဓမြတိုက်နေတဲ့အဖွဲ့နဲ့ လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA တအောင်းပြည်ရဲတပ်ဖွဲ့တို့မနေ့ဇွန်လ26ရက်မနက်9နာရီအချိန်မှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့သိရပါဗျ။ဓမြအဖွဲ့နေထိုင်တဲ့အိမ်ကိုတအောင်းခရိုင်ရဲတပ်ဖွဲ့နဲ့မြို့နယ်ရဲတပ်ဖွဲ့တို့ကဝင်ရောက်ဖမ်းဆီးဖို့လုပ်နေချိန်မှာဓမြအဖွဲ့ကပစ္စတိုတနက်နဲ့ပစ်ခတ်ခဲ့တဲ့အပြင်လက်ပစ်ဘုံ၃လုံးနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အသိပေးပါဗျ။တအောင်းပြည်ရဲတပ်ဖွဲ့နဲ့ဓမြအဖွဲ့တို့၄ချိန်တိုင်အောင်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး မင်းနိုင်ခေါ်ရှိန်ခန့်နောင်နဲ့ဥဆန်အေးဆိုတဲ့သူဒံယာရီနဲ့တေဆုံသွားခဲ့ပြီးတန့်စင်ထွန်းခေါ်ရှောက်ပုနဲ့ကျော်စင်တန့်ခေါ်ပြူးကြီးတို့ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဓမြအဖွဲ့ထံကနေ PSLF TNLA ဝစ်စုံတစုံပစ္စတိုတနက်အစစ်တလက်နဲ့အတုသုံးလက်၊လေတနက်တလက်၊ကြီး50တတောင့်၊လက်ပစ်ဘုံတစ်လုံး၊ငွေသားကျပ်340ကျော်၊ရွှေလက်စွပ်2ကွင်း၊ဗရမ ्या နဂတ်တစုံ၊ဗရမ ्या နဲ့နီလာအပါဝင်ကြောက်မျိုးစုံ ဖုံး6လုံး၊ဆိုင်ကယ်3စီးနဲ့ဖောက်ထွင်းရေးပစ္စည်းတွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုလိုအပြန်အလှန်ပြစ်ခတ်မှုတွေကြောင့် PSLF TNL တောင်းပြည်ရဲတပ်ဖွဲ့ကရဲတပ်သားတအူမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့လည်းသိရပါဗျခင်ဗျာဆက်လက်ပြီးကြောင်မဲမျိုးကိုစစ်ကောင်စီတပ်ကဘုံထက်ကျဲတာကြောင့်ရဲတပ်သားတအူတင်ဆုံးပြီးလူငယ်နှစ်ဦးတန်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် တောင်တက်မတော် TNL သိမ့်ပိုက်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းကကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေထပ်ပြီးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရဲသားပြည်သူတဦးသေဆုံးကလူငယ်နှစ်ဦးဒဏ်ရာရသွားတယ်လို့ TNL ကပြောပါတယ်။ညတကောင်ရံအချိန်ဖြစ်တဲ့ဒီနေ့ဇွန်လ29ရက်မနေ့အစောပိုင်းမှာစစ်တပ်လေရင်ကကြောင်မဲမြို့ပေါ်ကိုဘုံကျဲသွားတာလို့ဆိုပါတယ်။ကြောင်မဲမြို့ပေါ်ရက်ကွက်ခွန်ကို Jet Fighter နဲ့ဘုံကျဲခဲ့တာကြောင့်အသက်49နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးက အသက်16နှစ်နဲ့18နှစ်အရွယ်လူငယ်မျိုးသားတို့ဒဏ်ရာရသွားကာအိမ်နှလုံးပျက်စီးသွားတယ်လို့ TNL ကထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာဇွန်လ24ရက်နေ့ညတကောင်ချိန်ကလည်းကြောင်မဲမျိုးပေါ်ကိုပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးသေဆုံးကာအရက်သားပြည်သူ14ဦးထပ်မံဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်အပြီးနောက်3ရက်အကြာမှာနောက်တစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ TNL ဟာတစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလတုန်းကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကြောင်မဲတီဘောနမ်ဆန်မိုင်းလုံမိုးမိတ်မန်တုံနမ်တူကုတ်ခိုင်နောင်ချိုနမ်ခမ်းမိုင်းငုံမြို့နဲ့မန္တလေးတိုင်းတွေကမိုးကုံမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်စစ်ကောင်စီဟာ TNL တပ်ဖွဲ့သိမ်းပိုက်ထားတဲ့နောင်ချုံမြို့ကိုပြန်လည်ရယူနိုင်ရေးထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာကြောင်မဲမြို့အပြင်မိုးကုံးနဲ့နမ်တူမြို့တို့ကိုဘုံကျဲနေတာကြောင့် နောင်ချုံမြို့နယ်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်နေတယ်လို့သိရပါဗျ။ဒါကြောင့်ဒေသနေပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စည်ရဲတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်ကနေကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့ TNL ကထပ်မံနှိုးဆော်ထားပါတယ်ခင်ဗျာ။ဆလဘီ ကမ္ဘာမြို့မှာပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူနေတဲ့စစ်ကား၂စီးကိုပြစ်ခတ်တိုက်ခိုက်မှုမှာစစ်သား9ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်ကမ္ဘာမြို့အတွင်းမှာပြည်သူပိုင်းပစ္စည်းတွေကိုလိုက်ခိုးနေတဲ့စစ်ကား၂စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးသွားတယ်လို့ပခုတ်ကူ People Defense Force ပခုတ်ကူပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ကမ္ဘာမြို့တွင်းကပြည်သူပိုင်းနေအိမ်ကနေပစ္စည်းတွေကိုလိုက်လံခိုးယူနေတဲ့စစ်ကောင်စီတပ်သားတွေပါတဲ့ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကကမ္မမြို့ရင်းတနီယာမှာမနေ့ဇွန်လ26ရက်မနက်7:00နာရီဝန်းကျင်တွင်အလင်းငိုက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်လို့ဆိုပါတယ်။ပခုတ်ကူမြို့အခြေစိုက်တပ်မတရား1ကပေါင်းမြို့နယ်ဘက်ကိုအင်အားအလုံးရင်းနဲ့ထွက်လာတဲ့ရိခါပို့စစ်ကြောင်းဟာဇွန်လဇန်ကလေးကကမ္မမြို့ရင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီးကမ္မမြို့ကဒေသနေပြည်သူတွေတိမ်းရှောင်နေချိန်မှာပြည်သူပိုင်းအိမ်တွေကိုမီးရှို့တာ ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာတွေလှုပ်ဆောင်နေတာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲဒီစစ်ကြောင်းဟာပြည်သူကာကွယ်တပ်ဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့်လူရခရီးကိုမရောက်နိုင်တော့ဘဲကမ္ဘာမြို့ရင်းမှာပိတ်မိနေတယ်လို့လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုကိုပခုတ်ကူ People Defense Force ပခုတ်ကူပြည်သူကာကွယ်တပ်ဖွဲ့ ABSDF အမှတ်3စစ်ကြောင်းအောင်ကျော် RG မြို့နယ်ပါလာဖ Tiger Warrior Force TWF အညာမြေပျောက်ကြားတပ်ဖွဲ့ကိုဇော်မိုက် ကိုရီခဲနဲ့ကိုဗလာဥဆောင်နဲ့လူငယ်ပြောက်ကြားတပ်ဖွဲ့ YGF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကထိခိုက်မှုမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။ဒီစစ်ကြောင်းဟာပေါင်းမြို့နယ်ဘက်ကိုဥတီထွက်ခွာနေတာကြောင့်ဒေသနယ်ပြည်သူတွေအနေနဲ့အထူးဂရုစိုက်နေထိုင်ပေးကြဖို့ဒေသရင်းတော်လှန်တပ်ဖွဲ့တွေကအသိပေးတိုက်တွန်းထားပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစစ်ရေးတဲ့နေဖြင့်နောင်ချုံမြို့နယ်ကကြေးရွာ၅ရွာမှာစစ်တပ်နဲ့တအောင်းတပ်မတော် TNL တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေတဲ့သတင်းကိုတင်ပြပေးပါမယ်။တောင်ပြည်တပ်မဟာသုံးနယ်မြေဖြစ်တဲ့ရှမ်းမြောက်ဒေသနောင်ချိုမြို့နယ်ကကျေးရွာ၅ရွာမှာစစ်ကောင်စီတပ်နဲ့တောင်တပ်မတော် TNL တို့ကြားတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ TNL ဘက်ကဒီနေ့ဇွန်လ28ရက်မှာထုတ်ပြန်လာပါတယ်။နောင်ချိုမြို့နယ်ကနောင်ဖာ၊ညံတော်၊လုံစီ၊အုံခါနဲ့နောင်လင်ကျေးရွာတို့မှာစစ်ကောင်စီတပ်နဲ့တောင်တပ်မတော် TNL တို့ကြားတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ချိန်မှာစစ်တပ်ဘက်ကလက်နက်ကြီးအလုံး80နဲ့ drone နဲ့ဘုံ32လုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။နောင်လင်ကျေးရွာနဲ့နောင်ဖာကျေးရွာကြားမနေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ကလက်နက်ကြီး39လုံး drone နဲ့ဘုံ18လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူပိုင်အိမ်တလုံးထိမှန်ပျက်စီးခဲ့တယ်လို့အသိပေးပါတယ်။ညံတော်ကြီးရွာမှာဖြစ်တဲ့တိုက်ပွဲမှာလဲစစ်ကောင်စီတပ်ကလက်နက်ကြီး32လုံး drone နဲ့ဘုံး15လုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် ညီနောင်မမိတ်၃ဘွဲကငလင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်လုပ်နိုင်ရေးတိုက်ပွဲဖြစ်နေရာတွေမှာထိုးစစ်ဆင်မှာမဟုတ်ဘူးလို့တဖက်သက်အပြည့်ရက်ကာလတလတ်တတန်းထတ်တိုးထားတာကိုစစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲတွေ ပြင်းထန်နေတာပဲဖြစ်ပါတယ်။ TNL အနေနဲ့အကူလကုံတဲ့အထိတလတ်တာအပြစ်ခတ်ရက်စဲရေးတတန်းတိုးထားတာဖြစ်တဲ့အတွက် လက်ရှိအချိန်ထိခုခံတဲ့အနေနဲ့သာ ပြန်လည်တိုက်ခိုက်တာမျိုးရှိတယ်လို့တောင်းတက်မတော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောကြားထားပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ဆိုရင်စည်ရေးသတိအမြဲရှိနေဖို့လိုပြီးလေကြောင်းရန်ကနေကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ PSLF TNL သတင်းနှင့်ပြန်ကြားရေးဌာနကတိုက်တွန်းထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နှင့်တာဂီတို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။